ခုကျွန်တော်တို့ကဒီ S capacitor လေးကိုတန်းကြီးမှာဖြစ်ပါတယ်ဒီလုံးလေးကတော့ဒီလုံးလေးကတော့ 105G ဖြစ်ပါတယ် 105G ဒီရဖို့ဖြစ်ပါတယ်သူက13.6 nanofarad ဆိုတော့0.8 microfarad လောက်တော့ရှိပါတယ် ဒီလုံးလေးကတော့630ကို105 G ဖြစ်ပါတယ်။သူ့ဟာဆိုရင်1019 nano farad ရှိတဲ့အတွက်ကြောင့်မို့လို့1 micro farad အပြည့်နီးပါးလောက်ရှိပါတယ်။အခုကျွန်တော်လုပ်ထားတဲ့ LED အလုံး60အနီအောင် four voltage two volt ရှိတဲ့ transformer less power supply circuit လေးကိုစမ်းပြမှာဖြစ်ပါတယ်။ကျွန်တော်တို့ LED ရဆိုရှင်ဒီမှာအလုံး60ဖြစ်ပါတယ်။ အဲ့ဒီကလုံ60ဆိုတော့သူရဲ့ polish ကဆိုရှင်တရားနဲ့20နဲ့ဒီသဒ္ဓမာတုံညာပူရပါတယ်သူရဲ့ ampere ကတော့30 30ကျော်လောက်ရပါတယ်ကျွန်တော်တို့တွက်ထားတဲ့အတိုင်းပါပဲအဲဒီမီတာမကောင်းတော့အနည်းချင်းတော့ error ရှိပါတယ်အဲ့တော့ဒီ design က တွေ့ထားတာ ਨੇ ကျွန်တော်တို့အခုရတာ ਨੇ ဟာအဆင်ပြေပြီရပါတယ်အခုဒီဗီဒီယိုလေးမှာတော့ transformerless power supply ကိုဘယ်လိုစောက်ကြမလဲဆိုတာကို circuit design များဖြင့်ရှင်းလင်းသွားပါမယ်ပထမဆုံးပြောချင်တာကတော့ဒီ power supply လေးဟာ LED တွေလို့ milliampere အနည်းငယ်စားသုံးတယ်စက်ကက်လေးတွေတွေ့တင့်တော်ပါတယ် အဲ့မီလီအမ်ပီယာလောက်ပဲကောင်းပါတယ်အမ်ပီယာများများလို့ကြည့်ရင်တော့တခြား SMPS နဲ့ linear power supply တွေကိုသုံးကြပါဒါပေမဲ့သူ့ရဲ့ကောင်းဝက်တွေကတော့ဈေးတက်တာပြီးပေါ်ွားလွယ်ပြီးပြီးတော့ပစ္စည်းဝယ်ရတာလည်းလွယ်ပါတယ်7မိနစ်လောက်နဲ့ power supply တွေတခုကိုလွယ်လွယ်ကူကူတည်ဆောက်လို့ရပါတယ်အခုဒီ project လေးရဲ့ဇက်လိုက်ကြီးကတော့ ace capacitor သူ့ကို metallized polyester fin capacitor သို့မဟုတ် မက်တလိုက်ပိုလီပရိုပလင်းဖင်ကပစတာလို့ခေါ်ပါတယ်။ဘာကြောင့်ခေါ်လဲဆိုတော့သူ့ရဲ့ပြုမှုပုံနဲ့သူ့ကိုဖွဲ့စည်းထားတဲ့ပစ္စည်းတွေကြောင့်ပါပဲ။ material တွေကြောင့်ပါ။ transformer less power supply တွေကဘာကြောင့် charge capacitor မျိုးစားများမသုံးသနည်းဘာကြောင့်လဲဆိုတော့ ceramic capacitor ကိုသုံးလို့ဖြစ်ရှင် high voltage rating ရှိပေမဲ့ capacitance တန်ဖိုးကနည်းနည်းပဲသုံးလို့ရပါတယ်။ AC main application တွေအတွက်မသင့်တော်ပါဘူး။ အတူ electrolytic capacitor တွေကတော့ polarized ဖြစ်တာကြောင့် AC မှာမသုံးနိုင်ပါဘူး lifetime ကလည်းတိုပါတယ် transformerless power supply အကြောင်းကိုကျွန်တော်မပြောခင်မှာ AC 220ဘုတ်မှာ LED တွေကိုမောင်းလို့ရလားရရင်ဘယ်လိုမောင်းကြမလဲဆိုတာကိုစပြီးစဉ်းစားကြပါမယ်အရင်ဆုံးလူပြည်နည်းနဲ့စပြီးစဉ်းစားကြည့်ပါမယ်ကျွန်တော်တို့ကအခု LED ရဲ့ကာရန့်ကို20 mA လို့သတ်မှတ်လိုက်ပါတယ် ဲလီဒီဖြူအောင်တလုံးကိုသုံးပြီးသူ့ရဲ့ forward boot တွေက3 boot ပါဒီ power supply တူတန်ဘူးကိုပေးလိုက်တဲ့အခါမှာသူ့ရဲ့ current limiting resistor ကဟောဘလောက်ရှိလဲဆိုတာဟိုတွေ့ကြည့်မှဖြစ်ပါတယ်အဲ့တော့ R ကို R ကိုလိုချင်တော့ဒီ220တွေက3 boot ဟိုနှုတ်ပြီးတော့20 milliampere နဲ့စားလိုက်တဲ့အခါမှာ10 kilo ရပါတယ်အဲ့တော့ဒီ LED ကို LED ရဲ့ current limiting resistor ရဲ့ tempo က10 kilo ohm မှာအဲ့ဒါကိုစမ်းကြည့်လိုက်တော့နှစ်ချက်ကိုတွေ့ရပါတယ် ် LED ကမှိတ်မိတ်လေးလင်းပါတယ် resistor ကိုပုံမှန် half တည်းထည့်တဲ့အခါမှာဆိုရှင် resistor ကလုံချမ်းသွားတာကို တွေ့ရပါတယ်။ဘာကြောင့်မှိတ်မိတ်လေးလင်းတာလဲဆိုတဲ့အချက်ကိုစပြီးတော့စဉ်းစားကြပါမယ်။ AC sine wave ရဲ့ p polish နဲ့ rms ဘိုးတွေကိုစဉ်းစားရမှာပဲကျွန်တော်တို့အိမ်ရဲ့မီတာတွေမှာတိုင်းတဲ့စနစ်က rms polish ပါအဲ့တော့ AC sine wave တစ်ခုရဲ့ v rms က 220ဘွယ်ဝါ VP ကိုတွက်ကြည့်တဲ့အခါမှာ220နဲ့ root 2နဲ့မျှတော့317.8ဘွယ်ရှိပါတယ်ကျွန်တော်တို့က full ways for full way အတွက်လို့ဆိုရှင် BIMS ကလည်း VP ကို root 2နဲ့စားပါတယ် LED ဆိုတာက positive half cycle ကိုပဲတော်ဝင်ပြတာပါအဲ့တည်းကြောင့်လို့ half way အတွက်ဆိုလို့ရှင် VRMS တန်ကို VP ဘိုင်း2ဖြစ်ပါတယ်အဲ့317ကိုနဲ့အနှစ်နဲ့စားတဲ့အခါမှာ155.5ဘွယ်ရပါတယ် ခုကျွန်တော်တို့ဟာ LED ကိုပေးမယ် AC board 1.55 point 5 board နဲ့ LED ရဲ့ voltage 3 volt လည်းရပြီဆိုတော့အတန်ဘိုးကိုပြန်တွက်ကြည့်တဲ့အခါမှာအာရဲ့တန်ဘိုးက7.6 kilo ohm ရပါတယ်။အဲ့တော့သူ့ကိုစသုံးမယ် LED ရဲ့ watt နဲ့ဒီ resistor ရဲ့ watt တွေကိုတွက်ကြည့်တဲ့အခါမှာ LED ရာဆိုလို့ရှိရင်60 milliwatt ရပြီးတော့ဒီ ့ resistor ကစားသုံးမဲ့ဘက်ကိုတွက်လိုက်တဲ့အခါမှာပီညီမာချင်း i square r ရာ20 milliampere 20 milliampere နဲ့7.6 kilo နဲ့မျှောက်တဲ့အခါမှာ3050 milliwatt ရတယ်အတိဝါနီးပါးလောက်ရှိပါတယ်အဲ့တော့ resistor ကျွန်တော်တို့အကြီးလိုပါလိမ့်မယ် LED လေးတစ်လုံးထွန်းဖို့ကို3 watt resistor လုပ်မယ်ဆိုတော့ဆယ်လုံးထွန်းရင်ဝတ်30ဖြစ်နေပါပြီကျွန်တော်တို့တက်တာကိုထွန်းတာဟာမတက်တာပဲနဲ့ heat တွေတက်နေပြီဖြစ်ပါတယ် အဲ့တော့ LED တွေကို high voltage မှာသုံးသုံးတဲ့အခါမှာ LED ကဝန်းနည်းနည်းလေးနဲ့အဆင်ပြေပေမဲ့ကျန်တဲ့ high voltage ကိုလက်ခံယူမဲ့ဒီ current limiting resistor ကတော့ voltage ကကြီးတော့ဝက်ကြီးကြီးသုံးရမှာလေလုံးဝအဆင်မပြေပါဘူးအဲ့တော့ high power application တွေမှာ resistor တွေကို series ဆက်ပြီး current ကို control လုပ်ခိုင်းနေဆိုတာမလွယ်ပါဘူး low voltage မှာတော့ current ကို limit လုပ်ရတာ power တိတ်မစားတော့ okay ပါတယ်5 volt လို့3 volt လို့12 volt လို့ပါ ဲ့တော့စပြီးတော့ capacitor နဲ့ current limit လို့ပို့ကိုစပြီးစဉ်းစားကြည့်ပါတယ် capacitor နဲ့ inductor တွေဆိုတော့ current တွေကို limit လုပ်နိုင်ပါတယ်သူတို့မှာရှိတဲ့ resistor လိုမျိုး impedance ရှိလို့ပါပြီးတော့တကယ် real power ကိုတုံးတာမဟုတ်လို့အဲ့တော့ကျွန်တော်တို့က circuit အကြောင်းကိုမပြောရင်ပါ capacitor အကြောင်းကိုနည်းနည်းလေးပြန်တွေးကြပါမယ် capacitor ဆိုတော့က DC current ကို block လုပ်ပါတယ် capacitor က AC current ကိုဖြတ်တန်းခွင့်ပေးပါတယ် ကပစ်စတာဘက resistant ကို capacitant reactance XC လို့ခေါ်ပါတယ် XC ညာရင်1 by 2 by FC ဆိုတဲ့ပုံစံนี้ရှိပါတယ်ဒီပုံစံนี้ရာ capacitor ပေါ်မှာကျတဲ့ resistant က frequency ပေါ်မှာမှီနေပါတယ် frequency ပေါ်မှာမှီနေပါတယ်အခုတော့ဒီပုံစံဒီဒီနုကိုထည့်ပြီးတော့သုံးကြည့်မယ်ဆိုလို့ရှင် high high frequency ထည့်လိုက်ရင် AC က low resistance ရပါတယ် low frequency ထည့်လိုက်ရင် AC က high resistance ရမှာဖြစ်ပါတယ်ကျွန်တော်တို့က circuit ကို ပုံပါအတိုင်းစောက်လိုက်ပါတယ် bridge rectifier က AC ကနေ DC ကို ပြောင်းပြီး filtering capacitor က DC စစ်စစ်ဖြစ်အောင် လုပ်ပေးပါတယ်ပြီးတော့ရင်လုတ်ဖြစ်တဲ့ LED ကိုချိန်ပါ စက်ကဲ့ရဲ့အခြေခံလိုအပ်ချက်ကတော့ဒီလောက်ပါပဲဒီတိုင်းတက်စ်လို့ရင်လည်းကံကောင်းရင်အဆင်ပြေပါမယ် safety ရအနေရရှိသလို reliable အရာစိတ်ချယုံကြည်လို့မရပါဘူးဘာကြောင့်လဲဆိုတော့အောက်ပါအချက်တစ်ချက်ကိုတွေ့ရပါတယ်ပထမတစ်ချက်ကတော့ power ပိတ်လိုက်ရင် s capacitor ထဲမှာ voltage တွေ အောင်းနေပါတယ်ဘလောက်တောင်လဲဆိုရင် acp voltage 312ပို့ကြည့်ပါ လူကိုထိရင်ရှော့ရစေနိုင်ပါတယ်။ဒါကြောင့် H capacitor ကို discharge လုပ်ဖို့ resistor လုံးကို parallel လဲခွပေးရပါတယ်။အဲ့ resistor ကို bleeding resistor လို့ခေါ်ပါတယ်။1 mega ohm လောက်ထည့်ပါကြီးတာကောင်းပါတယ်။ capacitor reactant နဲ့60ကျော်လောက်ကြီးတင်ပါတယ်။ဒုတိယချက်ကို ပြောပါမယ်။ capacitor ဆိုတာက battery လိုမျိုး zero charge ဖြစ်နေတဲ့အချိန် supply ပေးလိုက်ရင် ခြာခြင်းဖြစ်ဖို့မီလီစက္ကန့်အနည်းငယ်စောင့်ရပါတယ်။အဲ့ဒီအချိန်မှာမွေပွေးဖြစ်တဲ့3111ဘောက်ကြီးကလုံး LED ကိုအချိန်နဲ့ပေါ့ချလိုက်မှာပါ။ High in rush garden လို့ခေါ်ပါတယ်။ဒီလို LED လုံးတွေမပြည့်စည်အောင်တင်းငယ်တဲ့ resistor လေးကို capacitor နဲ့ series ဆက်ပေးရပါတယ်။ဝမ်းအုံးကနေ10 on 15 on လောက်ထည့်ကြပါတယ်။ကိုသုံးမဲ့ low LED ရဲ့ တားရန်မနှဲသွောင်းအောင်ထည့်ပေးရပါမယ်။ပြီးရင်သူ့ရဲ့ဘက်ကိုလည်းပြီးရင်မြချင်း i2r နဲ့တွဲရမှာ ဖြစ်ပါတယ်။ safety အတွက်ထပ်စင်းစားရရင် low safety အတွက် short circuit high voltage တွေဖြစ်ရင်ကာရဘုအဝင်မှာ fuse တွေ switch တွေတက်နိုင်ပါတယ်။ circuit ကိုဆင်ပြီးပြီဆိုတော့ capacitor တန်ဖိုးကိုတွက်ချက်ကြပါမယ်။အခု LED အလုံး60ကို CD ဆက်ပါတယ်တလုံးကိုနှစ်ဖို့နဲ့ကားရံကို30 mAh လောက်လိုချင်ပါတယ် CD ဆက်တာဆိုတော့ LED တွေမှာရှိတဲ့ကားရံကအတူတူပါပဲ voltage ကအလုံး60ဆိုတော့ LED ရဲ့ forward voltage ကတူဖို့ဆိုရင်120ဖို့ပါ supply က220ဖို့ 50hz ပါအဲ့ဒီတော့အလုံး60ကို current နဲ့ပြလုပ်ပေးမှ resistor ကိုရှာရပါတော့မယ် resistance ကအုံးကိုမလို့ခြင်းပဲ capacitance radiant ဖြစ်ပြီး frequency ပါပါနေတော့ xc ပုံစံဤနဲ့ capacitance variance တန်ဖို့ကို ရှားမှာဖြစ်ပါတယ်အခုရှားလိုက်တာဆိုလို့ရှိရင်1 microfarad ဖားရဲရပါပြီကျမတို့သူခံနိုင်တဲ့ borish ကို ကြည့်ရပါမယ်အလွယ်ဆုံးဒီကတော့ဝင်လာတဲ့ ac borish ရဲ့တစ်စာခွဲနှစ်စာလောက်ကြည့်တာကိုရွေးလိုက်ပါ လုတ် LED Morris က120ဆိုပေမဲ့ LED လုံးမရှိရင် ACP port တွေ 330G က capacitor ပေါ်မှာကျမှာမဟုတ်လို့ပါအဲ့တော့ local market မှာအလယ်တကူဝယ်လို့ရတဲ့ 108G 400ပေါ်ပို့ကိုရွေးလိုက်ပါတယ် 108G ဆိုတာကိုဘယ်လိုတက်တာလဲဆိုတာကိုရှေ့ကဗီဒီယိုမှာဖော်ပြပြီးဖြစ်ပါတယ် နောက်တစ်ခါ smoothing capacitor အတန်ဖိုးကိုရွေးရပါမယ်အခြေခံ formula ကတော့ c ညာ i by 2 into frequency to b repair ပါ c ဆိုတာ capacitor for every i ဆိုတာ load current ampere ပါ f ဆိုတော့ main frequency 50 s ဖြစ်ပြီးတော့ b repair ဆိုတာ load general repair voltage ကိုပြောတာပါဒီနေရာမှာသိရှိသွားမှဆိုတော့မပြောတော့ပါဘူးလွယ်တကူ upper တိုင်းရွေးချယ်ပြီးတော့ဝင်လိုက်ပါတော့အသုံးများတဲ့ capacitor တန်ဖိုးတွေကတော့ load current က10 to 50 milli ampere ဆိုတော့10 to 47 microfarad 400ဘိုးကိုတော့မှာ voltage ကတော့ voltage ကတော့ကျွန်တော်လုံး polish နဲ့ကိုချိန်ပြီးတော့တော့မှာ50 to 100 milliampere ဆိုရင်47 to 100 microfarad ဖြစ်ပြီးတော့ polish က400ဘိုးပါ polish rating က400ဘိုးပါ100 to 200 milliampere ဆိုရင်100 microfarad ကနေ450 microfarad ဖြစ်ပြီးတော့ polish ကဆိုရှင်400နေ450 rating ကိုတောင်းအောင်မှာဖြစ်ပါတယ်။နောက်ထပ်အရေးကြီးတဲ့ချက်ကတော့ကျွန်တော်တို့အတီနီယာမှာ filtering capacitor ကို electrolytic capacitor မျိုးစားကိုတောင်းပြရမှာဖြစ်ပါတယ်။ကြီးတဲ့ capacitor ကိုတောင်းလို့ရပြီမဲ့ rubber နဲစီပြီမဲ့ဒါပေမဲ့ in rush car တိုင်းအောင်ဆိုလို့ရှိလို့ရှင်ပိုများစေပါတယ်။တကယ်လို့ fix port တွေဖြစ်တဲ့3 volt 5 volt 9 volt 12 volt တွေလိုချင်ရင်တော့သူ့ရဲ့သက်ဆိုင်ရာကျွန်တော်တို့ဇီနာ ဒိုင်အိုက်တွေနဲ့ resistant ကိုအတွဲကိုသုံးပြီးတော့သုံးပြီးတွက်ချက်ပြီးတော့ကျွန်တော်တို့အဲသုံးလို့ရပါတယ်ပြီးတော့တိတ်ပြီးတော့ကောင်းကောင်းတိတိကျကျလိုချင်တော့ကျွန်တော်တို့ဒီ bullish regulator တွေဖြစ်တဲ့780.7812 780နဲ့စတဲ့အဲ regulator နဲ့တွဲပြီးတော့သုံးနိုင်ပါတယ်ဒီ100 million အပြာတော့သုံးရင်တော့ stable ဖြစ်တယ်ပြောပါတယ်ကားနဲ့များများသုံးမှုသူများကတော့ comment မှာရေးသွားပေးကြပါဦးနောက်တစ်ချက်က ညီကိုတယောက်မေးသလိုမျိုးကားလိုက်များကြီးသုံးခြင်းရင်တော့မိုက်ခရိုဖာရက်များများကိုဝယ်ပြီးပယ်လဲဆက်ပြီးသုံးခြင်းဖြင့်အမ်ပီယာများများရနိုင်ပါကြောင်းကြံပြုလိုက်ရပါသည်နောက်ဆုံးအချက်အရေးကြီးတဲ့အချက်ကိုထပ်ထပ်ပြီးတော့ပြောရရင်တော့ transformer နဲ့ power supply ကိုဆိုင်ရင်လုံးနဲ့ဆက်ပြီးမှဆိုင်မှာကျွန်တော်တို့ power ရှိနေတော့မှ circuit ကို body နဲ့ထိုင်ရိုက်မထိပါနဲ့လို့ပြောပြရစီ thanks for watching အပိတ်ကြည့်ရှိမှုကိုအထူးကျေးဇူးတင်ရှိပါတယ်ဝါသနာရကိရိသမြကိုပြန်လည်မျှဝေတင်ပြခြင်းသာဖြစ်ပါသဖြင့်မှားနေသောချက်လက်များလိုအပ်ချက်များရှိပါကချိမိသောပညာရှင်များအနေနဲ့အကြံဉာဏ်ပေးကြဖို့ရည်ရွယ်စွာဖြင့်တောင်းဆိုပါတယ်အစဉ်ပြေမီဆိုပါက like subscribe and share လေးလုပ်ပေးကြပါခင်ဗျာဗီဒီယိုများကိုတက်နိုင်သမျှအဆက်ဆက်နဲ့တင်ဆက်ထားတာဖြစ်တာကြောင့် playlist ကိုကြည့်ရှုခြင်းဖြင့်အလွယ်တကူပြန်လည်ရှာဖွေနိုင်ပါတယ်